မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ mobile phone internet စနစ်တိုးတက်လာဖို့အတွက်လိုင်းနှုန်းစင်တွေကိုဩဂုတ်လပိုင်းအတွင်းတိုးမြှင့်ထုတ်ပေးသွားမယ်လို့ပို့ဆောင်ရေးနဲ့စစ်တွေရေးဝန်ကြီးဌာနကသိရပါတယ်။ဒီသတင်းကိုတော့အောင်ကိုကိုလက်ကပေးပို့ထားတာပါခင်ဗျာ။ broadband အမျိုးအစားနှစ်မျိုးရှိပြီး fit broadband အတွက် fiber စကြောင်းတွေ့တဲ့ရမှာအခက်အခဲတွေရှိတာကြောင့်မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ mobile broadband ကိုတိုးမြှင့်ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ပို့ဆောင်ရေးနဲ့စစ်တွေရေးဝန်ကြီးဌာနကတာဝန်ရှိသူတို့ကအခုလိုပြောဆိုပါတယ်။ mobile broadband ဖြစ်တဲ့ wireless broadband ပေါ့ wireless broadband ကို ဒါဆောင်ရွက်နေပါတယ် West Province ကတော့အခုတော့တော်တော်များကြည့်တဲ့ဒီ mobile operator တွေ၃ယောက်ကဒါ province service 3G service အားလုံးနေနေရနေပါပြီအားလုံးရနေပါပြီ 4G service ဆိုရင်လည်းဒါတချို့ operator တွေတွင်ချို့နေရာတွေမှာရန်ကုန်တို့မန္တလေးတို့နဲ့နေပြီးတော့ပြီးခဲ့တဲ့ရေပိုင်းလေးရပဲတိန်တော့ကတော့ service ပေးသွားတယ်ပေါ့အဲ့လိုမျိုးတွေဓာတ်တွေဖြစ်နေတဲ့ mobile province ကတော့ဒီနှစ်ပိုင်းအတွင်းမှာအထူးနေလေမြန်နဲ့တိုးတက်လာမယ်လို့ကျွန်တော်ယူဆပါတယ်နောက်က mobile province အတွက်လိုအပ်တဲ့ spectrum တွေပေါ့ line စင်တွေကိုလည်းဒါမကြခင်မှာကျွန်တော်ထုတ်ပေးတော့လုပ်နေတယ်2600 MHz ဒါပြီးလို့ရှိရင်1800 MHz ဒါတွေကိုလည်း solid သာထုတ်ပေးနိုင်မှုကျွန်တော်ဆောင်ရွက်ပေးနေပါတယ် စက်သေးကဏ္ဍတိုးတက်မြင်မာဖို့အတွက်ပထမအကြိမ်အဖြစ်မြန်မာ Broadband Forum 2016ကိုနေပြီးတော့ Hilton Hotel မှာဇူလိုင်လ10ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။ဆွေးနွေးပွဲကိုထိုင်းနိုင်ငံကသတင်းအချက်အလက်နဲ့နည်းပညာဆက်သွယ်ရေးဝန်ကြီးဌာန International Telecommunication Union ITU တရုတ် Academy ရဲ့သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးနည်းပညာစက်မှုနှင့်စီမံကိန်းသုတေသနအဖွဲ့အစည်း Indonesia နိုင်ငံက FTTA အဖွဲ့အစည်း IFA နိုင်ငံတကာဆက်သွယ်ရေးသုတေသနကုမ္ပဏီအရှိတောင်အရှာမှအကြီးဆုံး TV ဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီဟောင်ကောင်မှအကြီးဆုံးဆက်သွယ်ရေးနှင့်ဝန်ဆောင်မှုပေးနေတဲ့ PCCW Huawei, MBT, Telinor, Ooredoo ပြန်ကြားရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတွေကတာဝန်ရှိသူတွေအတီးအီးတက်ရောက်ခဲ့ကြပါတယ်။အထူးတာလွန်ကောင်းမွန်စွာနဲ့တက်ရောက်လာတဲ့လူကြီးမင်းတို့ broadband အနေနဲ့မြန်မာနိုင်ငံရဲ့ ICT နည်းပညာကိုပိုမိုကောင်းမွန်အောင်တိုးတက်အောင်လုပ်ဖို့ရည်ရွယ်ပါတယ်။အဓိကသတင်းချက်လက်တည်ယူဖို့ဆောင်ရမှာလွယ်ကူချောမွေ့စေဖို့အဖွဲ့အစည်းတွေမြန်မာစီဝါရေးဖွံ့ဖြိုးတိုးတက်စေရတဲ့အတွက် broadband ကိုတည်ဆောက်ရုံနဲ့စီဝါရေးမဖွံ့ဖြိုးနိုင်ပါဘူး။ဆက်သွယ်ရေးမူဝါဒတွေကိုပထမနှစ်မှာအရင်ဆုံးလှုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ဆိုရတဲ့အနေနဲ့ဆက်သွယ်ရေးမူဝါဒတွေဆက်သွယ်ရေးအလုံသမအခွင့်အရေးတွေကိုနိုင်ငံရေးဆန်စွာလှုပ်ဆောင်ရပါမယ်။ရှစ်ဆက်လှုပ်ဆောင်ရမယ်လို့ယုံကြည်တာကအလုံသမအခွင့်အရေးမူဝါဒအဲ့ဒါကိုအရင်ဆုံးလှုပ်ဆောင်မယ်ဆိုရင်ဒီဆက်သွယ်ရေးတိုးတက်ကောင်းမွန်မဲ့ကဏ္ဍဟာတိတ်မွေးတော့ပါဘူး။နိုင်ငံရေးစီးပွားရေးလူမှုရေးပြည်ပြောင်းလဲမှုကိုဒီမိုကရေစီအစိုးရကအကောင့်အထည်ပေါ်ဆောင်ရွက်နေတယ်ဆိုတာယုံကြည်ပါရတယ်။ ဆွေးနွေးပွဲမှာ broadband စီမံကိန်းရဲ့အခြေအနေစစ်စစ်ချက်မြန်မာနိုင်ငံ broadband ဈေးကွက်တုံ့တက်ချက်ဒေသဆိုင်ရာ broadband ပူပေါင်းပါဝင်လုပ်ကိုင်လာနိုင်တဲ့အခွင့်အရေး broadband နဲ့ပတ်သက်တဲ့အခြေအနေတွေကိုကျေပြန့်လာစေဖို့အတွက် online ဖြိုပြမှု broadband ကဏ္ဍတိုးတက်မြန်မာလာစေရေးအတွက်ခေါင်းစဉ်တွေစတာတွေနဲ့ဆွေးနွေးခဲ့ကြတာပါမြန်မာနိုင်ငံရဲ့လူဦးရေ85ရာခိုင်နှုန်းဟာ internet 30နိုင်ငံရရှိရေးကိုအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ဖို့အတွက်ဖြစ်ထွန်းစေတဲ့မူဝါဒချမှတ်ခြင်းထိရောက်တဲ့ license ချမှတ်ပေးခြင်းစက်မှုလုပ်ငန်းတွေနဲ့ပူပေါင်းလုပ်ကိုင်စေခြင်းစံသစ်တဲ့နည်းပညာတွေအတွက်မူဝါဒချမှတ်နိုင်ဖို့အတွက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ပို့ဆောင်ရင်းနဲ့ဆက်သွယ် ေးဝန်ကြီးဌာနကသိရတာပါကျွန်တော်အောင်ကိုကိုလည်းနေပြည်တော်ရင်တင်ပြပို့ထားတာပါ